Hello အားလုံးနဲ့မင်္ဂလာပါရှင် KSA Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ပြောချင်တဲ့ခေါင်းစဉ်ကလေးရင်းနမေခတော့အမြင့်ကန်ရောက်ဖို့အတွေးကံကိုမြင်ရပါဆိုဖြစ်ပါတယ်ရှင်အဲ့ဒီခေါင်းစဉ်ကလေးကိုသိချင်တဲ့လူတွေကဆက်ကြည့်ပေးပါဦးဆိုတာဒီခေါင်းစဉ်လေးရဲ့အကြောင်းကိုရှင်းပြချင်ပါတယ်ရှင်နပိုင်းပါတာပေါ့နော်ခေါင်းစဉ်အမြင့်ကန်ရောက်ဖို့တဲ့အမြင့်ကန်ဆိုတာဘာလဲ ကောင်းမွန်တဲ့ဘဝ good life ပေါ့ good life ဆိုတာဘာလဲဆိုလို့ရှိရင်ကံမီပိုင်ရှင်လို့အလုံရှင်လို့အလုံထဲမှာယာရူးကြီးတဲ့ top level ပေါ့အဲ့ဒါကအမြင့်ကံကိုရောက်ဖို့အဲ့ဒီရောက်ဖို့အတွက်ကိုဘာလို့တင်းတယ်လဲနံပါတ်1ကဘာလို့အမလဲဆိုတော့တွေးကံကိုညင်ကြပါဆိုအဲ့ဒီအမြင့်ကိုရောက်ဖို့ဆိုရင်လူတိုင်းရောက်နိုင်တယ်ဘလို့လောက်ရမလဲဆိုတာက အတွေးကံအတွေးကံဆိုတာကလူတွေကကောင်းတာတွေးမှာကောင်းတာပြောမယ်ပြီးကောင်းတာကိုလုပ်မယ်အဲ့ဒီအတွက်ကြောင့်အတွေးကံကိုမြင့်ရမှာတစ်ခါလေးကြာရင်လူရဲ့သဘောကဘာဖြစ်လဲဆိုလို့ရှိရင်မကောင်းတာကိုတွေးတတ်တယ်မကောင်းတာတွေးရေဆိုတာကခိုးဆိုးလူရဲ့ဓာတ်ကိုပြောတာမဟုတ်ဘူး mindset ပေါ့နော် negative mindset တွေရတတ်တယ်ပေါ့မိမိလည်းတစ်ခါလေးကြာရင်ရပါတယ်အဲ့ဒီ negative mindset တွေမရအောင်မလိုလို့မလဲဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်ရှင်။အလုပ်တစ်ခုကိုစတော့မယ်ဆိုလို့ရှိရင်ဘသူမစပေါ်တော့ဒီတိုင်းအလုပ်ကိုဘုံငနေလုပ်တာမျိုးလေးရှိကျင်နေရှိမယ်ပေါ့ဒါပေမဲ့အစင်အတိုင်းသွားမယ်ဆိုရင်အကြောင်းအရာတစ်ခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်အရင်တူရဥမာရေးတော့မယ် ရေးတောက်မယ်ဆိုရင်အော်ငါရေးတောက်ချင်တယ်ငါရေးတော့ခတ်အောင်မယ်ရေးပလင်းယူအောင်မှဆိုတဲ့စိတ်ကအရင်ဖြစ်လာတယ်ရေးခွက်ကိုယူလိုက်တယ်ရေးထည့်တယ်ပြီးတော့မှရေးကိုတောက်ပြီးတော့ရေးရကိုယ်ထဲရောက်သွားတယ်အဲ့လိုပဲအဲ့ဒီ mindset ကတူတူပဲဘာပဲလုပ်လို့ဘလို့ပဲတွေးတွေးဘာပဲဖြစ်ဖြစ်အဲ့ဒီအကြောင်းအရာတစ်ခုကိုလုံးတော့မယ်ဆိုရင်အဲ့အတွေးပေါ့နော်အဲ့ဒီအတွေးကအရေးကြီးပါတယ်အဲ့ဒါကြောင့် အတွေးမှန်ဖို့အတွက်ပြောခြင်းနဲ့ကောင်းစဉ်လေးဖြစ်ပါတယ်။အကြောင်းသူဘဝပေါ့။အဲ့ဒီအဲ့ဒီအဲ့ဒီအကြောင်းသူဘဝမှာတော့ဆိုရင်တချို့တွေဟာရှင်အစိုးရဌာနတွေမှာအလုပ်ဝင်သွားတယ်။ဝင်သွားပြီးတော့ GDC ရတယ်။ PTB အတွက်ဆိုရင်ကြောင်းပြလာတက်တယ်ပေါ့နော်။အဲ့ဒီမှာပြောတဲ့တငယ်ချင်းတယောက်ရင် mindset ကလေးကိုပြန် share ခြင်းပါလေ။သူပြောခြင်းနဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်တခင်စေတဲ့ သူကဆက်ယုံတစ်ခုမှာကြီးကျက်တဲ့လူပေါ့နော်ကိုရဲ့သူရတဲ့အာဒီပလိုမာနဲ့သူဟာကြီးကျက်တဲ့လူလောက်ရတယ်လှုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့အောက်ကအလုံးလုံးတဲ့အလုံးသမားတွေရှိတယ်ပေါ့အဲ့ဒီအလုံးသမားတွေရဲ့ mindset ကိုသူဟာတဲ့ခံစားမိတယ်တဲ့အဲ့ဒီအလုံးသမားတွေကအလုံးတင်ကိုဝစ်ကြည်တန်းကြည်ပဲလုံကြတယ်အသက်လည်းကြီးနေပေါ့ ဘာလို့ဆိုကျမတို့အဲအဲ့ဒီအချိန်တုန်းကဆို20 22လောက်ပဲရှိဦးမှာပေါ့အဲ့ဒီအချိန်တုန်းကဆိုရင်အဲ့ဒီအလုပ်ကမားတွေက90ကျော်လောက်ဖြစ်နေပြီအဲ့ဒီအချိန်မှာဆိုလို့ရှိရင်အလုပ်တွေကိုဟိုတဲ့အရန်ကြိုးကြိုးဆဆမလုပ်ဘဲနဲ့တာဝန်ကြီးရုံလောက်ပဲလုပ်တယ်ပြီးတော့သူတို့ရဲ့အတွေးခေါ်ရရလေတဲ့ငါတို့ကဒီအလုပ်တွေကိုလုပ်အများကြီးလုပ်ရင်လည်းဒီပတ်စံနဲ့အနည်းလေးလုပ်ရင်လည်းဒီပတ်စံနဲ့အဲ့ဒါကြောင့်အရန်ကြီးပြင်းမှန်းစရာမလိုဘူးဆိုပြီးတော့တဲ့ တိတ်ပြီးတော့အားမထည့်ဘူးတဲ့အဲ့ဒါကြောင့် तू ကတွေးမိတယ်တဲ့ဩငါတော့ပေါ့လေတခင်စိတ်ဝေးပြီးတော့ငါလှုပ်လိုက်နေပေါ့အဲ့လိုမျိုးတွေးမိတယ်ဆိုတော့အဲ့ဒီ तू ပြောတဲ့အဲ့ဒီတခင်စိတ်ဆိုတဲ့အတွေးကိုကိုယ့်ရဲ့စိတ်ထဲကိုရောက်သွားတာပေါ့နော်ရောက်သွားပြီးတော့ဩငါကလေးချလို့ရှိရင်လေအဲကိုအလုပ်လို့သဘောထားပြီးတော့တခင်စိတ်မွေးမယ်ဆိုပြီးတော့အဲ့ဒီ concept လေးကရခဲ့တယ်ပေါ့နော်အဲ့ဒီအကြောင်းပြန် share ချင်တာပါ ုအဲ့ဒီလိုပဲအခုအလုလုနေတဲ့အာ reality of life ပေါ့နော်အခုကျမအလုလုနေတဲ့အချိန်မှာလေအဲ့ဒီလိုမျိုး negative mindset ရှိတဲ့လူတွေ positive mindset ရှိတဲ့လူတွေနဲ့တွေ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်ကျမပြောချင်တဲ့ဟာတောင်းပြချင်တာကတော့ positive mindset ကိုထားကြပါလို့ပြောချင်တယ်ဘာဖြစ်လဲဆိုတော့ တချို့ကတွေးရင်ငါနဲ့လည်းမဆိုင်ဘူးပေါ့နော်။ဘာဖြစ်လို့လူကြီးကလာခိုင်းနေရလဲ။ငါမှ extra job တွေဖြစ်တယ်။နောက်ပြီးတော့လာစားနဲ့တိုးမှမဟုတ်ဘူး။အချိန်ပိုကြီးလည်းမပြီးဘူးပေါ့။အဲ့လိုဖြစ်နေမယ့်အစားငါဒီတနေ့ချိန်လုပ်ငန်းရှင်တယောက်ဖြစ်နေ။အဲ့ဒီအချိန်ချိန်ငါဒီ skill တွေအကုန်လုံးတက်ကြွလို့ရှင်ပိုကောင်းနေဆိုပြီးရွယ်ချက်နဲ့ လုံးလို့ရှိရင်လူကြီးရလဲကိုအတိမတ်ပြုမယ်သူဟာအလုတ်ကိုပြည့်အပ်တဲ့တာဝန်တွေကိုလုံးနိုင်နေဆိုပြီးတော့လူကြီးရလဲလီအလီအတိမတ်ပြုမယ်ကိုရဲ့လုံးတာဝန်တွေလဲပြီးမယ်တစ်ချိန်ကြာလို့ရှိရင်လဲကိုကຢາດູໂຕຈင်းແລະໂຕໃນຄ້ານສາວຜິດລະແມ່ບໍເນາະອ່າລົງກະ positive thinking ຕື່ແລະດ້ວຍຈາກ positive result ທີ່ຢູ່ຢາໄນແລະອີ່ແຕ່ດ້ວຍຈາກນໍປີໂຕ တကယ်လို့ဒါအဲ့ဒီလူကြီးပြောတာမလို့ပဲねဂလန်ကဆန်ပြောရင်လူကြီးကစိတ်မှာပတ်သွားပြီးတော့သူဟာငါ့ပေးအဆိုင်ပေးတဲ့အလုပ်ကိုမလုပ်နိုင်ဘူးလို့ထင်သွားပြီးတော့အလုပ်ကအာဒီမိုရှင်းလည်းဖြစ်ခြင်းဖြစ်မယ်တမျိုးတမျိုးပေါ့နော်အဲ့လိုဖြစ်သွားရင်နှစ်ဦးနှစ်ဖက်မကောင်းကုမ္ပဏီအတွက်လည်းမကောင်းဘူးမိမိအတွက်လည်းမကောင်းဘူးအဲ့ဒီအတွက်ကြောင့် positive mindset ထားကြပါလို့ပြောရင်းနဲ့ညီကုန်းချုပ်ပါလေအားလုံးပဲကံကောင်းကြပါစေ bye bye